ဇနီးမောင်နဲ့နှစ်ဦးစလုံးအတူတကွတောထွက်ခဲ့ကဇနီးကလည်းတရားသူရာခင်ပွန်းတဲ့ကလည်းတတော်တွေတပွားပွားကြတော်မူခဲ့တဲ့ယဟန္နာရှင်သူမြတ်ကြီးဆလူမြောင်တော်ရဒူတင်ဆောင်ဆရာတော်ဥတီလာစာရအကြောင်းကိုတင်ဆက်ပေးပါမယ်။ဆရာတော်ကြီးကိုဗကိုးတိုင်းအုပ်ဖို့မြို့အလေကုန်းကျေးရွာတွင်အဖဦးဖိုးတင်အမိဒေါ်မေချန်တို့မှခရစ်နှစ်1920ခုနှစ်နဒေါ်လာဆန်း၈ရက်တောက်ကြနေမှာဖွားမြင်တော်မူခဲ့ပါတယ်။ ငွေချင်း3ဦးရှိတဲ့နှက်ကမှဆရာတော်ဟာအငယ်ဆုံးဖြစ်ပါတယ်။ငယ်မြီမှာမောင်တန်းမြင့်လို့ခေါ်ပါတယ်။အသက်9နှစ်သားအရွယ်မှာရွာဦးချောင်းဒုတိယဆရာတော်ဦးကုသထံမှာသင်ပုန်းကြီးအပြင်အောင်ချင်းတရာတကြိုစတာတွေကိုသင်ကြားခဲ့တယ်။22နှစ်သားအရွယ်မှာတရွာတဲ့သူမဟန်နဲ့အိမ်အောင်ပြုခဲ့လေတယ်။သားနှစ်ယောက်ပွားမြင်ခဲ့ပြီးလူလာမမြောက်မီမှာပင် ဆုံးပါခဲ့ကြပါတယ်။